အနာသိစစ်တကကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်ရေးသားခဲ့တဲ့ကမာရွတ်တလပသိန်းဝါခဲမှဖတ်အန်နဲ့တောင်ကြီးမြို့နယ်ကအမျိုးသား၄ယောက်အမျိုးသမီး၃ယောက်စုစုပေါင်း9ယောက်ကိုရွေးကောက်ပွဲဥပဒေနဲ့ထပ်မံအမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်သူတွေကနေသိရပါဗျ။ရန်ကုန်ကမာရွတ်မြို့နယ်မတ်ကျူးရတီကိုနိုမာလာ၂ရက်ကဖမ်းဆီးခဲ့ပြီးဒလားမြို့နယ်ရခိုင်ချောင်ကြီးရွာနယ်ကိုကျော်တီဟန်ကိုအောက်တိုဘာလ30ရက်ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်က TVB ကိုပြောပါရတယ်။ ရွေးကောက်ပွဲဝါရဖြန့်စကားကိုဝေဖန်ခဲ့တဲ့ပသိမ်မျိုးနယ်အမှတ်9ရက်ကွက်နေမတ်ကျော့ဆုလက်ကိုနိုမာလာ2ရက်ကဖမ်းဆီးခဲ့ပြီးဝါခိုင်မမျိုးနယ်အွန်လိုင်းကြီးကြီးရွာနေမောင်မျိုးမင်းဆွေကိုအော်တိုဘာလ24ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ော်တိုဘာလ30ရက်ကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံထားရသူအမျိုးသား85ယောက်နဲ့အမျိုးသမီး3ယောက်စုစုပေါင်း88ယောက်ရှိတဲ့အတွက်အခုဆိုဖမ်းဆီးခံရသူအားလုံးပေါင်းတရား2ယောက်ရှိပြီဖြစ်ပြီးအဲ့ဒီတွေကတောင်ကြီးမြို့ကကိုနေသွေးကိုစက်တင်ဘာလ9ရက်မှာထောင်ဒဏ်9နှစ်ချမှတ်ထားပါရရှင် နေပြီးတော့ရန်ကုန်နဲ့မန္တလေးအပါအဝင်မြန်မာနိုင်ငံကမြို့ကြီးတွေမှာ normal တရက်ကစပြီး wifi line တွေနဲ့ mobile internet line တွေကျဆင်းနေခဲ့ပြီး normal လေးရက်အထိပြန်လည်ကောင်းမွန်ခြင်းမရှိသေးလို့သုံးဆွဲသူတွေအခက်အခဲကြုံတွေ့နေကြပါတယ် wifi တွေ line ကျဆင်းတာဟာ normal တရက်နေ့လယ်ပိုင်းတွေကစဖြစ်ခဲ့တာဖြစ်ပြီးလေးရက်ကြာလာတဲ့အထိပြန်လည်ကောင်းမွန်လာတာမရှိသေးတာပါဒါကြောင့် mobile internet ကိုပြောင်းလဲသုံးနေရပေမဲ့ line တွေပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်လို့လည်းပြည်ရင်းမှနေထိုင်သူတချို့ကပြောပါတယ် ရန်ကုန်မြို့မှာနေထိုင်တဲ့ဖုန်း reviewer တယောက်ကအဲ့ဒီနေ့ကလေးကလိုင်းတွေကကျသွားတာဘာမှလုပ်မရဘူး VPN သုံးမရတဲ့ဟာတွေလဲ VPN သုံးရတဲ့ဟာတွေလဲသုံးမရဘူးဒီနေ့မနက်ပိုင်းအထိပြန်မကောင်းသေးပါဘူးဗီဒီယိုတွေရိုက်ထားတာတွေရှိတယ်လိုင်းမကောင်းတော့တင်မရသေးဘူးလို့ပြောပါတယ်ရန်ကုန်မြို့နဲ့အလားတူမန္တလေးနေပြီးတော့အပါအဝင်တခြားမြို့တွေမှာလည်း Wi-Fi လိုင်းတွေကျဆင်းနေတာပါအခုလို wifi line တွေကျဆင်းနေရတာနဲ့ပတ်သက်ပြီး operator တွေက server ကျဆင်းနေတာကြောင့်ပြန်လည်ပြုပြင်နေရတယ်လို့ ကြောင်းပြချက်ပေးထားပေမဲ့ဘယ်ချိန်ပြန်ကောင်းမယ်ဆိုတာကိုတော့အတိအကျပြောဆိုနိုင်ခြင်းမရှိသေးပါဘူးရှင်။မြန်မာစစ်အုပ်စုဟာဗြိတိရှပင်လယ်ရခြားနယ်မြေတွေမှာစီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်နေပြီးအဲဒီစီးပွားရေးလုပ်ငန်းတွေကပြည်သူတွေအပေါ်ကျူးလွန်တဲ့အကြမ်းဖက်စစ်ဆင်ရေးကိုဗန်နာငွေထောက်ပံ့နေတယ်လို့ Justice for Myanmar ကနိုမာလာ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဆေးဥစုထိန်းချုပ်ထားတဲ့တဘာတငွေစီမံကိန်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေဟာပြည်ပကုမ္ပဏီကွန်ရက်တွေကတစ်ဆင့်လုပ်ငန်းတွေဆက်လက်လဲပတ်နေပြီးဆေးဥစုရဲ့အကြီးမားဆုံးနိုင်ငံခြားဝင်ဝင်ရင်းမြစ်ဖြစ်တဲ့ရေနံနဲ့တဘာတငွေကဏ္ဍကိုအသက်ဆက်ပေးနေတယ်လို့ဆိုပါတယ်။ဆေးဥစုကိုယ်စားလှယ်တွေပါဝင်နေတဲ့ကေမန်ကျွန်းစုတွေနဲ့ဘာမြူတာအာနာပိုင်တွေစီ Justice for Myanmar ကဥပဒေကြောင်းအရတိုင်ကြားချက်တွေပေးပို့ခဲ့ပြီးဆက်ရှိလာကြမြင်ပြီးနောက်ပိုင်းမှာလဲ UK နိုင်ငံရဲ့ဆေးဥစုအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားကမတမာစီးပွားရေးလုပ်ငန်းတွေဆ က်လက်လုပ်ကိုင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဘာမြူတာနဲ့ကေမန်ကျွန်းစုအာဏာပိုင်တွေအနေနဲ့ UK တန်ခတ်ပိတ်ဆို့မှုတွေကိုအသက်သွင်းလှုပ်ဆောင်ရမှာဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေကိုလည်းအပြည့်အဝစုံစမ်းစစ်ဆေးပြီးတရားမဝင်မြမအစ်အုပ်စုကိုသူတို့နေမြေအတွင်းစီးပွားရေးလှုပ်ဆောင်တာကိုရပ်တန့်စေရမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ ထိုင်းနိုင်ငံမဲဆောက်မြို့မှာကထိန်သင်္ကန်းကက်လူပူဇော်ပွဲနဲ့ပရိသာပင်လှည့်လည်ပွဲကိုမဲဆောက်ရွှေပြောင်းចောင်းသူចောင်းသားတွေဆရာဆရာမတွေနဲ့ចောင်းသားမိဘတွေစုပေါင်းပြီးဒီနေ့노မာလာ၄ရက်မနက်ကပြုလုပ်ခဲ့ကြတယ်လို့လှည့်လည်ပွဲမှာလိုက်ပါခဲ့သူတွေကလည်းသိရပါဗျာ။ ပရိသာပင်လှည့်လည်ပွဲကိုမဲဆောက်မြို့အုပ်ချုပ်ရေးအဖွဲ့ရေးစီမှခွင့်ပြုချက်တောင်းပြီးမဲဆောက်မြို့အတွင်ပရိသာပင်လှည့်လည်ခဲ့တာဖြစ်ပြီးမဲဆောက်မြို့မှာရှိတဲ့ဖုံးတော်ကြီးကျောင်းတွေကိုလှူဒါန်းခဲ့ကြရလို့ဆိုပါတယ်။ရွှေပြောင်းအထက်တန်းကျောင်းတွေဖြစ်တဲ့ New Day ကျောင်းနဲ့စာသူလေကျောင်းကကျောင်းသားကျောင်းသူတွေဆရာဆရာမတွေကလှူဒါန်းပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်းမြန်မာရိုးရာယဉ်ကျေးမှုကိုဖလှယ်ရလဲရောက်တယ်လို့ပွဲကိုတွားရောက်ခဲ့သူကပြောပါတယ်။ မဲဆောက်မြို့မှာရောက်ရှိနေတဲ့မြန်မာရွှေပြောင်းကျောင်းတွေဟာပရိသတ်ပင်လှည့်လည်ပွဲနဲ့ကထိန်သင်္ကန်းကတ်လူပူဇော်ပွဲတွေကိုထိုင်းနိုင်ငံသားတွေနဲ့အတူနှစ်စဉ်ကျင်းပလေးရှိတယ်လို့မဲဆောက်မြို့မှာနှစ်ရှည်ရောက်ရှိနေထိုင်သူတွေကပြောပါတယ်ရှင်။အနာရှင်စန့်ကျင်လူလူအောင်ကြွားမှုအစောပိုင်းကာလမှာတက်ကြွစွာရှေ့တန်းကပါဝင်ခဲ့ပြီးဖမ်းဆီးထောင်ချခံခဲ့ရတဲ့မိုးကုံမြို့ကရေပူကျောင်းဆရာတော်ဦးအိမ်တကာဟာနိုဝင်ဘာလ3ရက်နေ့ပိုင်းမှာ ပြန်လည်တော်မူသွားခဲ့တယ်လို့နေဆက်သူတွေကလည်းသိရပါဗျ။ ဆရာတော်ဦးအိမ်တကာဟာနိုမာလ3ရက်ည9နာရီလောက်မှာပြန်လည်တော်မူခဲ့တာဖြစ်ပြီးဇာပနာအခမ်းအနားကိုအလင်းမြန်ကျင်းပသွားဖို့ရှိတယ်လို့သိရပါဗျ။ဆရာတော်ဟာ2021ခုနှစ်အောက်တိုဘာလမှာထောင်ကနေပြန်လွတ်ခဲ့ပေမဲ့ကျန်းမာရေးချို့တက်ခဲ့ပြီးနေမြေမတည်ငြိမ်မှုတွေနဲ့လုံခြုံရေးအခြေအနေတွေကြောင့်တိမ်းရှောင်နေတဲ့အချိန်မှာလေဖြတ်ဝေဒနာခံစားခဲ့ရတယ်လို့ဆရာတော်နဲ့နှီးဆက်သူတွေက DVB ကိုပြောပါတယ်။ ဆရာတော်ဟာလေဖြတ်ဝေဒနာခံစားနေရပြီးကျန်းမာရေးချို့တက်နေတဲ့အတွက်မန္တလေးမြို့မှာလာရောက်ဈေးကူတနေတဲ့အချိန်သခိုင်းငလင်ကြောင့်ရေဘူးကျောင်းတော်ကိုပြန်ကြွသွားတာဖြစ်ပြီးရေဘူးကျောင်းတော်မှာပဲပြန်လည်တော်မူခဲ့တာလို့ဆရာတော်နဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။ဆရာတော်ကို2021အာနာရှင်စန့်ကျင်ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့အတွက်စစ်တပ်က2021ခုနှစ်မတ်လ17ရက်နေ့မှာဖမ်းဆီးပြီးပုံမှန်905ကကြီးနဲ့ထောင်နဲ့3နှစ်ချမှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီနှစ်အောက်တိုဘာလ17ရက်နေ့မှာပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ မကွေးတိုင်းပေါင်းမြွနယ်ကရွာတွေကိုစစ်ကောင်စီတပ်ကအင်အား900ဝန်းကျင်နဲ့ဝင်ရောက်လာပြီးမီးရှို့နေလို့ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေနဲ့ဒေသကာကွယ်ရေးတပ်တွေကလည်းသိရပါဗျ။နိုမာလာ3ရက်ကစပြီးစိတ်ဖြူမြွနယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစာ22ကနေထွက်လာတဲ့ပြူစောတီစစ်မှုထမ်းတပ်သားတွေနဲ့စစ်ကောင်စီတပ်အင်အား900ဝန်းကျင်ဟာ ပေါင်းမြုပ်နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးရှို့နေတာလို့သိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ဟာရိုးကြီးရွာအနောက်ဘက်ရှားပင်ရေရွာကအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတောရွာကအသက်40အရွယ်ကိုကျွန်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ကြောင်းခွဲပြီးစစ်ကြောင်းထုံမီရှို့နေတာကြောင့်ပေါင်းမြုံနယ်တွေကကြေးရွာ၁၉ရွာကအရသာ၁၂၀၀၀ကျော်ဟာဘေးလွတ်ရာတောတွေထဲထွက်ပြေးတန်းရှောင်နေရတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရနေရဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါင်းမြုံနယ်ကထုတ်ပြန်ထားပါတယ်ရှင်ဖန်စီအကျဉ်းချခံရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြင်သစ်သမရကထပ်မံတောင်းဆိုလိုက်ပါတယ်။ ပြည်ထောင်စုမရအီမန်နျူရယ်မက်ခရွန်စီကနေဒေါအောင်ဆန်းစုကြည်ကိုပေးပို့ခဲ့တဲ့ပုဂ္ဂိုလ်ရေးစာမှာအဲ့လို ဖော်ပြထားတာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်နေတယ်လို့လည်းပြည်သက်ကောင်းဆောင်ကဆိုပါတယ်အဲ့ဒီစာကိုပြည်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ် Mr. Christian Shelby နဲ့ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Harris ကိုဦးထိန်လင်းတို့တွေ့ဆုံခြင်းကလက်ခံရရှိခဲ့တာပါ။ ဒါပြင်ဒေါအောင်ဆန်းစုကြည်အပါအဝင်မြန်မာပြည်သူတွေကိုပြည်သက်နိုင်ငံခေါင်းဆောင်နဲ့ပြည်သူတွေကတနာကယူနာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိတယ်လို့လည်းဆိုထားပါတယ်ရှင်။ဒီကနေ့ကြာရောက်တဲ့တစောင်းမုံလာပြည့်နေ့မှာမိုးလုံးပြည့်မဲမောင်နေတဲ့ကြားကရွှေတကုံစီတော်ကိုဖျားဖူးပြည်သူတွေတပွဲပွဲလာရောက်ခဲ့ကြပါတယ်။ အရင်လားပြည်နေတွေတုန်းကဖះဘူးပြည်သူတွေဟာမနက်အစောပိုင်းမှာဖះကိုတပြိုင်နက်တက်ရောက်လေးရှိကြပေမဲ့ဒီကနေ့မှာတော့ရာသီဥတုမကောင်းတာကြောင့်မနက်7:00နာရီလောက်မှမှတဖွဲဖွဲတက်ရောက်လာကြတာဖြစ်ပါတယ်ဖះဘူးပြည်သူတွေဟာကထိန်သင်္ကန်းနောက်ဆုံးကတ်လူကြတဲ့နေ့ မတိုးတင်ငန်းရက်လုတ်ပူဇော်ကြတဲ့နေ့ရဟန်းပြူရအကျိုးဖြစ်တဲ့တာမညဖလတုတ်တော်ကိုဟောကြားတော်မူတဲ့နေဒူးနေမြတ်ဖြစ်တဲ့တဇောင်မုံလာပြည့်နေ့မှာမိုးလုံးပြည့်အဆက်မပြတ်ရွာသွန်းနေတဲ့ကြားကဖျားဖို့လာရောက်ကြပြီးတော့နိုင်ငံတည်ငြိမ်အေးချမ်းပါစေကြောင်းလဲဆုတောင်းခဲ့ကြတာတွေ့ရပါတယ်။ဗုဒ္ဓဘာသာဝင်တို့အတွက်တဇောင်မုံလာပြည့်နေ့ဟာမြတ်စွာဘုရားရှင်ကိုစီမီးပူဇော်ကြတဲ့နေဒူးနေမြတ်ဖြစ်တယ်လို့ကထိန်သင်ငန်းကတ်လူတဲ့နေဒူးနေမြတ်လည်းဖြစ်ပါတယ်။ဒါ့အပြင်တဇောင်မုံလာပြည့်နေ့ဟာမတိုးတင်ငန်းရက်လုတ်လှူဒန်းတဲ့နေ့ဖြစ်တယ်လို့ မြတ်စွာဘုရားရှင်ကအစာတသက်မင်းနဲ့ပြိသက်တွေကိုယဟန်ပြုရတဲ့ကောင်းကျိုးတွေတာမညာဖလတုတ်တော်ကို တစောင်းမုံလာပြီးနေညမှာဟောကြားတော်မူခဲ့တာဖြစ်လို့တာမညာဖလအခါတော်နေ့လို့လည်းခေါ်ဆိုကြပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့မှာအော်တိုဘာလ28ရက်ကစပြီးတအန်းတက် TNL ကဒေသခံအိမ်အောင်စုစီရင်မှတ်ပုံတင်အပြင်ယာယီနယ်ဆက်ဖြတ်ကျော်ခွင်လက်မှတ် TPP ပါပြုလုပ်ပေးနေတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ TNL ကဒေသခံမှတ်ပုံတင်ကက်ပြားနဲ့တရုတ်နယ်ဆက်ယာယီဖြတ်ကျော်ခွင့်လက်မှတ်တွေပြုလုပ်ပေးနေပြီးနန်ခမ်းမျိုးကန်တွေပဲနယ်ဆက်ဝင်ထွက်လို့ရတယ်လို့ TNL နဲ့နှီးဆက်သူကပြောပါဗျ။ TNL ကလုပ်ပေးနေတဲ့အိမ်အောင်စုစီရင်အတွက်12000ကျပ်မပုံတင်အတွက်11000ကျပ်ကုန်ကြပြီး TNL ထိန်းချုပ်နေမြေအတွင်ခီးသွားလာရင်းနဲ့ကုတန်းရောင်းဝယ်ရေးအပြင်တရုတ်နယ်ဆက်အဝင်အထွက်တွေအတွက်ပါအသုံးပြုနိုင်တယ်လို့ဒေသခံတွေကပြောပါရယ် ဒါပြင်တရုတ်နဲ့နမ်ခန်နယ်ဇက်ဂိတ်ဖြစ်တဲ့လုံတောက်နယ်ဇက်ဂိတ်ကိုတရုတ်ဘက်ကဖွင့်လှစ်ပေးလိုက်ပြီးနမ်ခန်မြို့ရေစိတ်ကနေကူးပြီးတွားရတယ်လို့သိရပါတယ်။နမ်ဆန်မန်တုံနဲ့နမတူမြို့နယ်တွေမှာတော့ဂျွန်လာတရက်ကစပြီးတရနယ်လေးကဒေသခံမှတ်ပုံတင်တဲ့အိမ်နောက်စုစီရင်လုပ်ပေးနေတာဖြစ်ပြီးအထောက်အထားပြုလုပ်လို့သူတွေအနေနဲ့တရနယ်လေးထိန်းချုပ်နေမြေမှာအနည်းဆုံး9နှစ်နေထိုင်ပြီးတော့အသက်16နှစ်အထက်ရှိရမယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။ တန်းမျိုးသားလူမျိုးရေးတမတော် TNL နဲ့စစ်ကောင်စီတို့အကြားအပြည့်ရဲ့ကြီးညာပြီးစုခွာဖို့သဘောတူထားတဲ့မန္တလေးတိုင်းအထက်ပိုင်းမိုးကုတ်မြို့ကနေ TNL တပ်တွေနိုမာလာ20ရက်နေ့ကစပြီးစတင်စုခွာမယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါရယ်အပြည့်ရဲ့ကြီးညာပြီးတဲ့နောက်အောက်တိုဘာလ30ရက်နေ့မှာပြုလုပ်ခဲ့တဲ့မိုးကုတ်မြို့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ TNL တပ်တွေနိုမာလာ20ရက်နေ့ကစပြီး25ရက်နေ့အတွင်းအပြီးစုခွာမယ်အကြောင်းတင်ပြဆွေးနွေးရရှိရလို့ဆိုပါရယ် ဒါပြင် TNL တက်တွေဆုတ်ခွာပြီးတဲ့နောက်မိုးကုတ်မြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ထားနိုင်ဖို့အတွက်ကိုလည်းပြင်ဆင်နေတယ်လို့မိုးကုတ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့စီရေးသတင်းမြင့်တူက DUV ကိုပြောပါရယ်။အပြည့်ရဲ့သဘောတူညီချက်အရမိုးကုတ်မြို့ကနေ TNL တက်တွေဆုတ်ခွာဖို့ရှိပေမဲ့ဘလို့ပုံစံနဲ့ဆုတ်ခွာမယ်ဆိုတဲ့အချက်ကို TNL ကတိတိပပထုတ်ပြန်တာမရှိသလိုတော်လိုင်းတက်ကိုရှင်းလင်းအသိပေးတာမျိုးလည်းမရှိပါဘူး။ ဒါကြောင့်စစ်ကောင်စီတပ်မိုးကုတ်မြို့ရဲ့အလွယ်တကူဝင်လာနိုင်ဖို့ TNL ကလမ်းကြောင်းပေးလာမှာကိုတော်လှန်ရေးတပ်တွေနဲ့မြို့ခံတွေကစိုးရိမ်နေကြတယ်လို့သိရပါဗျ။ TNL တပ်တွေမိုးကုတ်ကနေဆုတ်ခွာပြီးတဲ့နောက်စစ်ကောင်စီအောက်ကနေမြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ဖို့ပြင်ဆင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး DUV ကတိကျအတိမပြုနိုင်သေးတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကလည်းမေးမြန်းထားဆဲဖြစ်ပါတယ်ရှင်။ ရန်ကုန်မြို့သူဝနအစ္စတန်ရန်ကုန် event park မှာနိုမာလာတရက်နဲ့နှစ်ရက်ညတို့ကကျင်းပခဲ့တဲ့ overflow festival ဖြော်ပြပွဲမှာ state symbol ကနေကွန်တုံးဝီရင်ညဉ့်ဉဲစကလုံးတွေပြောဆိုခဲ့တဲ့ wink owens guitar အဖွဲ့ rapper ဆိုတော့ wink ကိုစစ်ကောင်စီတပ်ကနိုမာလာ၃ရက်မှာဖမ်းဆီးသွားတယ်လို့နှိဇက်သူတွေစကနေသိရပါဗယ်အဆိုတော်ကိုဖမ်းဆီးဖို့စစ်တပ်ထောက်ခံသူတွေနဲ့မန္တလေးကတာတနာတန့်ရှင်ရေးဝီတော်တနေအဖွဲ့ကဆရာတော်တွေကလှုံ့ဆော်ခဲ့တာဖြစ်ပြီးလူမှုကွန်ရက်မှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့တဲ့အတွက် စစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့သူ့ကိုပုံမှန်၃ခုနဲ့တရားစွဲထားတယ်လို့နှီးဆက်သူကပြောပါဗျ။စစ်တပ်ကနိုမာလ3ရက်မှာအဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဆိုတဲ့အကြောင်းစစ်တပ်ထောက်ခံသူအဆိုတော်ယုံလေးကလည်းသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်မျှဝေထားပြီးတော့ဘယ်မှာထိမ့်သိမ်းထားပြီးဘယ်ပုံမှန်တွေနဲ့အရေးယူမယ်ဆိုတာကိုတော့အသေးစိတ်မသိရှိရသေးပါဘူး Overflow Festival ဖြောပြပွဲကျင်းပသူတွေကလည်းအဲ့ဒီအဆိုတော် Wink နဲ့ Bagu Bang ကိုလက်တွဲဖြုတ်လိုက်တယ်လို့နိုမာလ3ရက်မှာအသိပေးခဲ့ပါတယ်ရှင်